ယောက်ျားကပတ်စံရှိလာရင်အိမ်ကမိန်းမနဲ့လမ်းခွဲကိုစဉ်းစားတယ် ။ယောက်ျားကပတ်ဆက်မရှိတော့ရင်တော့အိမ်ကမိန်းမကသူ့နဲ့လမ်းခွဲဖို့စဉ်းစားတယ်။ယောက်ျားမှာပတ်ဆက်မရှိရင်အိမ်ကမိန်းမကစိတ်ပူတယ်။ယောက်ျားမှာပတ်ဆက်ရှိလာရင်တော့အိမ်ကမိန်းမကနောက်နှာရရတယ်။ယောက်ျားဟာသူ့မိန်းမနောက်ကွယ်မှာဖောက်ပြန်ရင်လှုပ်ရှားအလုပ်တွေအများများနေတတ်တယ်။မိန်းကလေးကသူ့သူ့ယောက်ျားရဲ့နောက်ကွယ်မှာဖောက်ပြန်ရင်တော့ချက်တဲ့ဟင်းတွေကတနေ့တခြားပုံငန်လာတတ်တယ်။ရှုံးနေနေတဲ့ယောက်ျားလေးဟာသူ့မိန်းမကိုတခြားလူတွေနဲ့နှိုင်းရှင်တယ်။အဲအောင်မြင်နေတဲ့မိန်းမကတော့သူ့ယောက်ျားကိုတခြားလူနဲ့နှိုင်းရှင်တယ်။ တမီးစားချစ်သူနှစ်ယောက်ရံပစ်စိတ်ကောက်ကြတဲ့အခါကားမောင်းနေရင်မိန်းကလေးဆိုရင်ဘရိတ်ကိုနင်းနေယောက်ျားလေးဆိုရင်တော့လီပါကိုနင်းနေယောက်ျားလေးကားမောင်းနာရဲဖမ်းခံရရင်ရဲနေစကားများတယ်မိန်းကလေးကချစ်သူကောင်လေးကိုဖြောင်းဖြားရတယ်အဲမိန်းကလေးကားမောင်းလို့ရဲဖမ်းခံရရင်ကောင်လေးနဲ့စကားများတယ်ရဲကပြန်ပြီးပြန်ပြေးပေးရတယ်မိန်းကလေးတွေကပတ်စံတထောင်ရှာလို့ရရင်သူ့ကောင်လေးကိုတထောင်ရှာလို့ရတယ်လို့ပြောတယ်။သူ့မိတ်ဆွေတို့ကတော့900ပဲရတယ်လို့ပြောတယ်။ အဲယောက်ျားလေးပတ်စံတထောင်ရှာလို့ရရင်သူ့ကောင်မလေးကို900ပဲရတယ်လို့ပြောတယ်သူ့မိတ်ဆွေတွေကိုတော့1500ရတယ်လို့ပြောလို့ရှိတယ်မိန်းကလေးတယောက်ကမိတ်ဆွေမိန်းကလေးတယောက်ကိုနှစ်သိမ့်တဲ့အခါမှာငါဆိုရင်ဘလောက်ညံ့ကြောင်ဘလောက်မကောင်းကြောင်သူ့ကိုယ်သူဥပမာပေးပြီးနှစ်သိမ့်တယ်ယောက်ျားလေးတယောက်ကမိတ်ဆွေယောက်ျားလေးတယောက်ကိုနှစ်သိမ့်တဲ့အခါမှာတခြားကောင်တွေရဲ့ညံပြင်းမှုကိုဥပမာပေးပြီးနှစ်သိမ့်တယ်။မိန်းကလေးတွေပတ်စံရလာရင်သူ့ကောင်လေးကိုဝယ်စားစင်တယ်။ယောက်ျားလေးတွေပတ်စံရလာရင်တခြားကောင်မလေးတွေကိုဝယ်စားစင်တယ်။ ယောက်ျားကပတ်စံရှိလာရင်အိမ်ကမိန်းမနဲ့လမ်းခွဲကိုစဉ်းစားတယ် ယောက်ျားကပတ်ဆက်မရှိတော့ရင်တော့အိမ်ကမိန်းမကသူ့နဲ့လမ်းခွဲဖို့စဉ်းစားတယ်။ယောက်ျားမှာပတ်ဆက်မရှိရင်အိမ်ကမိန်းမကစိတ်ပူတယ်။ယောက်ျားမှာပတ်ဆက်ရှိလာရင်တော့အိမ်ကမိန်းမကနောက်နှားရရတယ်။ယောက်ျားဟာသူ့မိန်းမနောက်ကွယ်မှာဖောက်ပြန်ရင်လှုပ်ရှားအလုပ်တွေအများများနေတတ်တယ်။မိန်းကလေးကသူ့သူ့ယောက်ျားရဲ့နောက်ကွယ်မှာဖောက်ပြန်ရင်တော့ချက်တဲ့ဟင်းတွေကတနေ့တခြားပုံငန်လာတတ်တယ်။ရှုံးနေနေတဲ့ယောက်ျားလေးဟာသူ့မိန်းမကိုတခြားလူတွေနဲ့နှိုင်းရှင်တယ်။အဲအောင်မြင်နေတဲ့မိန်းမကတော့သူ့ယောက်ျားကိုတခြားလူနဲ့နှိုင်းရှင်တယ်။ တမီးစားချစ်သူနှစ်ယောက်ရံပစ်စိတ်ကောက်ကြတဲ့အခါကားမောင်းနေရင်မိန်းကလေးဆိုရင်ဘရိတ်ကိုနင်းတယ်။ယောက်ျားလေးဆိုရင်တော့လီပါကိုနင်းတယ်။ယောက်ျားလေးကားမောင်းနာရဲဖမ်းခံရရင်ရဲနေစကားများတယ်။မိန်းကလေးကချစ်သူကောင်လေးကိုဖြောင်းပြရတယ်။အဲမိန်းကလေးကားမောင်းလို့ရဲဖမ်းခံရရင်ကောင်လေးနဲ့စကားများတယ်။ရဲကပြန်ပြီးပြန်ပြေးပေးရတယ်။မိန်ကလေးတွေကပတ်စံတထောင်ရှာလို့ရရင်သူ့ကောင်လေးကိုတထောင်ရှာလို့ရတယ်လို့ပြောတယ်။သူ့မိတ်ဆွေတို့ကတော့900ပဲရတယ်လို့ပြောတယ်။ အဲယောက်ျားလေးပတ်စံတထောင်ရှာလို့ရရင်သူ့ကောင်မလေးကို900ပဲရတယ်လို့ပြောတယ်သူ့မိတ်ဆွေတွေကိုတော့1500ရတယ်လို့ပြောလို့ရှိတယ်မိန်းကလေးတယောက်ကမိတ်ဆွေမိန်းကလေးတယောက်ကိုနှစ်သိမ့်တဲ့အခါမှာငါဆိုရင်ဘလောက်ညံ့ကြောင်ဘလောက်မကောင်းကြောင်သူ့ကိုယ်သူဥပမာပေးပြီးနှစ်သိမ့်တယ်ယောက်ျားလေးတယောက်ကမိတ်ဆွေယောက်ျားလေးတယောက်ကိုနှစ်သိမ့်တဲ့အခါမှာတခြားကောင်တွေရဲ့ညံပြင်းမှုကိုဥပမာပေးပြီးနှစ်သိမ့်တယ်မိန်းကလေးတွေပတ်စံရလာရင်သူ့ကောင်လေးကိုအဝတ်စားစင်တယ်ယောက်ျားလေးတွေပတ်စံရလာရင်တခြားကောင်မလေးတွေကိုဝတ်စားစင်တယ်